ခုဒီမှာ note type ပေါ်လေးရလေညက်ပြီးသွားပြီဆိုတော့အမတို့ဒီမှာနော်ဒါလေးခုခြုံမယ်တစ်ဖက်ကိုနှစ်လွှာစီပေါ့နော်ခြုံမယ်ဒါအဖုံးအတွက်လည်းလေးခုပဲညက်ထားတယ်ဒီမှာနော်အောက်အောက်အောင်အတွက်ကဒီမှာထောက်ချုပ်ဖို့အတွက်အမတို့ဒီမှာပေကွေးလေးနဲ့ဝိုက်ထားပြီအခုစချက်အောင် ါကြအစတည်းကဒီမှာเนาะဒစိအဲ့အတွက်ကနည်းနည်းပိုပိုလေးညှက်ခဲ့တာမဟုတ်လို့လေအာမာရတီကအပေါ်ကနေဒစိအဲအောက်အောက်ကိုကြတော့ဒီလိုလေးเนาะအဝိုင်း ီဆိုရင်ဒီဥစ္စာဒီမြင်းတဲ့ဘက်ကဂျိုင်းဘက်เนาะဒီမြင်းတဲ့ဘက်ကဂျိုင်းဘက်ဆိုတော့ဂျိုင်းဘက်ကိုဒီဟာလေးကိုလှဲပြီးလှဲပြီးတော့ဒီမှာအနာကက်တစ်ချောင်းပေါင်းမှာ မနော်ဒါဟိုအတွက်လေအော်အော့ဆန်အပေါက်နေရာအတွက်ဒီတောက်လျှောက်နှင်းသွားမယ်နော်ဘီတပြား ပြီးရင်ဒီနေရာလေးတွေကိုကက်ကြီးတောက်ပါမယ်เนาะဒီညှက်ထားတဲ့အစားလေးတွေကိုကက်ကြီးတောက်ပြီးအမတို့အလှပပြန်လှမ်းကြမယ်ဒီမှာเนาะတလက်မစီချပြီးကက်ကြီးတောက်ထားတယ်อืมပြီးလို့ရှင်ဒါကိုအလှပကိုပြန်လှမ်းမယ် ဒီလိုအလားဘက်ကိုပြန်လှန်ပြီးပြီဆိုလို့ရှင်အမတို့ဒီမှာဘေးတက်ပြားเนาะဒီမှာဘေးတက်ပြားချုပ်မယ်ဒီမှာเนาะအကိုင်းနေရလေးတွေအလိုက်တက်မယ်ချိန်ချုပ်

ခုအောက်ချမ်းအပေါက်အတွက်ကပြီးသွားပြီဆိုတော့လေဒီအဖုံးအတွက်ဒီအောက်ဖက်เนาะဒီအောက်အောင်နဲ့တွဲမဲ့နေရာလေးပဲလှုပ်ပြီးတော့ပက်ပက်လေးကိုပိတ်မယ် ုဒီမှာလဲเนาะကိုေးတဲ့နေရာလေးတွေကိုမာတလက်မှလောက်စီချပြီးတော့ကိုေးကိုေးထားတဲ့နေရာလေးတွေပဲကက်ကြီးတောက်ခဲเนาะကက်ကြီးတောက်ပြီးလို့ရှင်ဒီအလှဘက်ကိုပြန်လှမ်းမယ်ပြန်လှမ်းပြီးလို့ရှင်ဘေးတပြားပေါက်မယ်เนาะ

ားတို့ဒီမှာเนาะအပေါက်ရယ်ခုနဟိုဟာပထမချုပ်ထားတဲ့အပေါက်ပေါ့เนาะအဲ့ဒီပုံမှာဒီအဖုံးလေးတင်မယ်တင်ပြီးတော့လို့ရှင်ဒီအောက်နာလေးတွေကိုတစ်ချက်ထိန်းထားမယ်เนาะအောက်အောင်နဲ့မတွဲခင်လေဒီမှာထိန်းထားမယ်သူကလေအမားတို့ဟိုဟာပေါ့เนาะညှက်ခဲတော့အကြတော့၃စိတ်သုံးစိတ်ချံပြီးညက်တယ်။သုံးစိတ်ချံပြီးညက်ခဲ့တဲ့အတွက်ဒီမှာပေါ့နော်ဟိုက ဒီအပေါ်ဖုံးကိုသုံးစိတ်ခြံလိုက်တယ်နှစ်စိတ်ကထုတ်စွာတဲ့ပါသွားပြီဆိုတော့လေဒီပြန်တွဲတဲ့အချိန်ကျတော့နှစ်စိတ်ကချုပ်စားတဲ့သုံးစိတ်ကဆိုတော့၅စိတ်ပေါ့နော်။၅စိတ်တစ်ဖက်က၅စိတ်စီလှုပ်ခဲ့ပြီ။လှုပ်ခဲ့ပြီးကမှအပေါ်ဖုံးလေးတင်လိုက်။အဲ့လိုဆိုရင်အောင့်အောင်နဲ့လေမလွဲတော့။အခုဒီမှာထိန်းထားပြီပေါ့နော်။ထိန်းထားပြီဆိုလို့ရှိရင်အမတို့ဟိုကလှုပ်တော့မယ်။ ဒီအောက်အောင်နဲ့အပေါ်အောင်နဲ့တွဲမယ်ပေါ့နော်တွဲတဲ့အခါကျရင်ဒီအောက်အောင်ရဲ့အပေါ်ကနေပြီးတော့ကိုကျိုးစာကိုနိုင်နေဆိုရင်တခါတယ်တင်ချုပ်သွားမယ်တကယ်လို့လက်မနိုင်သေးဘူးဆိုလို့ရှိရင်အပေါ်အောင်နဲ့အောက်အောင်အရင်တွဲလိုက်ပြီးကမှကိုကျိုးစာကိုအပေါ်တင်အခုတော့အမတချောင်းအရင်ထိန်းလိုက်မယ်နော်ပြီးကမှပဲကိုကိုကျိုးစာတင်လိုက်တော့တလုံးမျိုးလေးအပေါ်နဲ့အောက်နဲ့

ဆိုအောက်အောင်ကနေတင်ပြီးသွားပြီဆိုတော့လေဒီအပေါ်ပလန်ပြီးတော့ဟိုပုံမှန်ကိုနေကအတိုင်းမှာတစ်ခေါက်ခေါက်မယ်ပြီးရင်နောက်တစ်ခေါက်ခေါက်မယ် ူးစာအမတို့ဒီမှာနော်ကိုစာနင်းပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအနှအနာကအလှတစ်ချောင်းပေါ့မှာ ကဆိုရင်အမတို့ဒီအပေါ်အောင်ပေါ့နော်ရင်းအောင်အသွဲပြီးသွားရင်အောက်ပိုင်းနေရတော့ပုံမှန်ချုံနေကြအတိုင်းပဲဆိုတော့ channel နေရာတွေကတော့တည်ပြီနော်ဒီမှာလှန်ချလိုက်အပေါက်လေးကဒီပုံရပါမယ်